မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာညွန့်ဝင်းနဲ့တလင်းရေးသားသောဝိညာဉ်ဘဝပေါင်းစုံကြမည်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူတရပွဲရာအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်ကျွန်းကရိုရွာသည်မြို့နယ်ငားမိုင်ကျော်ဝေသောကာလန်ပေရှိရွာတရွာဖြစ်သည် ဥဒါထွန်းနဲ့ဒေါ်ကျွေးတို့သည်ကျွန်းကရုတ်ရွာမှာလူချမ်းသာစည်းဝင်များဖြစ်ကြသည်လေက90ကျော်ပိုင်ဆိုင်သဖြင့်ရွာမျက်နှာဖုံးလူကုန်တယ်များဟုဆိုနိုင်သည်သူတို့တွင်မတ်ရွှေစင်ဟုသောတမီးကလေးတူရှိရုပ်ရည်ချုံမောလပါသလိုမိဘစကားလည်းနားထောင်သည့်တမီးဖြစ်သည်ချမ်းသာသောမိသားစုမှပေါက်ဖွားလာသောတူးတဲသောတမီးလေးဖြစ်တော်လေရရွာတလေး ကောက်ဆိုင်မျက်နှုပ်ပေါင်ထိုးစသည့်အလုပ်များကိုမတ်ရွှေစင်ကျွန်းကျွန်းကျင်ကျင်လုပ်တတ်ပါ၏။ပိုင်ရှင်ကိုယ်တိုင်ကအလုပ်ကိုနားလည်ပါမှအလုပ်သမားများကိုခိုင်းရာတွင်အဆင်ပြေမည်ဖြစ်သဖြင့်မိဘများကမတ်ရွှေစင်လေးကိုအလုပ်လုပ်တတ်အောင်လှုပ်စေခဲ့သည်ပင် ဖြစ်သည်။သို့သောကျေတော်သူကိုနောင်ကိုင်းမတ်ရွှေစင်တယောက်လေယာကိုင်းကျွန်းလုပ်ငန်းနဲ့ပတ်သက်၍နားလေတဲ့တလောက်နားလေခဲ့ပြီဖြစ်တော်လဲထိုခေတ်ကကြေးရွာနေအမျိုးသမီးများတက်မြောက်တဲ့သည့်လက်ရက်ကန့်ခတ်ခြင်းအတက်ကိုမတက်မြောက်သေးပါ ရကန်ခတ်လုပ်ကိုထိုချိန်ကပြည်စုံချမ်းသာသူမိဘများကသာမိမိသမီးကလေးများကိုလုပ်ကိုင်စေနိုင်သည်အเจ้าမှာရကန်စင်နဲ့ချီဖို့မှစကုန်ကြစေကိုငွေကြေးတက်နိုင်သူများမှသာဝယ်ယူရင်းနှီးပေးနိုင်သောကြောင့်ဖြစ်သည်ကျွန်းကရုတ်ရွာတွင် မောင်လူလဟူသောယူသားကြိုးစားသည့်လူငယ်တို့ရှိသည်လူကယူသားကြိုးစားတော်လဲဘဝကနှုံချ၍စင်ရရှာသည် မိဘနှစ်ပါးမရှိတော့ဘဲဦးကြီးဒေါ်ကြီးများကကျုံဝင်ဆောင်လျှောက်ခဲ့သောကြောင့်သာလူလားမြောက်ခရရသူဖြစ်သည်။မောင်လူလာသည်ငယ်ငယ်ကလေးကအလုံမရွေးလောက်ကန်ခဲ့သည့်ဖြင့်ကြေးရွာနေသူများ၏အလုံမှန်သမျှကျွမ်းကျင်သည်။လေယာဉ်လုပ်ငန်းကိုကျွမ်းကျင်စွာလောက်ကန်တတ်၍သူအားတင်းရင်းကားဖြင့်ငှားလိုသူပေါများလာသည်။ထို့သောငှားရလိုသူပေါများသည့်ထဲမှဥတာတော်နှင့်ဒေါ်ကျော်တို့အိမ်တွင်မောင်လူလာတင်းရင်းကားလှုပ်ဖြစ်ခဲ့ပါသည်။မောင်လူလာသည်လေယာဉ်လုပ်ငန်းပြင်အခြားလုပ်ငန်းတစ်ခုကိုထူးခြားစွာတက်မြောက်ထားခဲ့သေးသည်။ ၎င်းမှာကြေးရွာတွင်အမျိုးသမီးအချို့သာတက်သည့်လက်ရကန်းခတ်ခြင်းအတက်ဖြစ်သည်မောင်လူလိုက်၏ယူသားအေးစေမှုအလုပ်ပေါ်စေတနာထားလုပ်ကိုင်တတ်မှုတို့ကိုတည်သောဥတာရုံးနှင့်ဒေါ်ကျွေးတို့ကတမိမတက်မြောက်သေးသောရကန်းခတ်ခြင်းအလုပ်ကို မောင်လူလိုက်နှင့်တင်ခိုင်းခဲ့ပါသည်မရွှေစင်ဤစိတ်ပါဝင်စားသောအသင်ယုံမှုမောင်လူလိုက်ဤစေတနာပါပါတင် जा ပေးမှုတို့ကြောင့်တိတ်မကြသော ကာလမှာပင်မရွှေစင်ရက်ကန်းကောင်းကောင်းခတ်တက်ခဲ့ပြီး မရွှေစင်ဤရက်ကန်းစင်မှာပထမဆုံးကြလာသောပစိုးလုံကြီးများသည်ပင်ဥတာတော်နှင့်ဒေါ်ကျွတို့ခါပေါ်နေရာယူထားပြီးဥတာတော်တို့လင်မယားမှာတမိကလေးဤလက်ရလုံကြီးများကိုဝတ်ဆင်လျက်ကျင်းနဲ့ပီတိပြုံးတို့နှင့်အတူခေါင်းတမော့မော့ရှိနေခဲ့သည်ထို့သောဥတာတော်တို့လင်မယားထံမှထိုပီတိအပြုံးများသည်တမိလေးမရွှေစင်ကြောင့်ပင်ပြက်ပြဲသွားခဲ့ရသည်တနေ့ဥတာတော်တို့လင်မယားဥပုပ်เจ้าမှအပြန်လာကြားသိလိုက်ရသောသတင်းစကားကြောင့်ဥပုပ်ကိုပင်မထိန်နိုင်တော့ဘဲဒေါသဘုံထားခဲ့ကြလေတော့သည် ။တရင်ကတော့တထေသမီးလေးမတ်ရွှေစင်နဲ့တရင်ကလေးမောင်လူလာတို့ချစ်ကြိုက်နေပြီဆိုတော့တရင်ဖြစ်သည်။ငတ်သမီးလေးတော်လာတော်လာနဲ့ချီကျူးလိုက်ရတာအခုတော့ရောက်မှမင်းစည်းပြတာပေါ့လေ။ညီမဒီလိုဆင်းရဲတဲ့ကိုယ့်အိမ်ကတရင်ကားကိုကြိုက်တယ်အေးမိုက်လိုက်တာ။ မိခင်ဖြစ်သူဒေါ်ကျဲကရင်ဘတ်စီတီခုံပေါက်၍တမိကိုဒေါသတကြီးစူပူမမဲလေတော့သည်ဖခင်လို့သူကတမိကိုဓာတ်ရိုက်စူပူမမဲခြင်းမလုပ်တော့လဲစုံဖြတ်ချက်တစ်ခုကိုတော့ချလိုက်သည်တမိကောင်းစားရေးအတွက်အစီအစဉ်များအမြန်ဆုံးရေးဆွဲအကောင့်ထဲပေါ်ရမည်ဒီအစီအစဉ်များမှာမှတစ်ခုကတော့တီနှစ်လေယာသည်ချိန်မှစ၍မောင်လူလာကိုတယင်းကအဖြစ်မငါတော်ကြောင့်ပြက်ပြက်သားသားပြောဆို၍အလုတ်ထုတ်လိုက်ခြင်းဖြစ်သည် မောင်လူလိုက်ဦးကြီးဒေါ်လေးများမှာဆင်းရဲသူများဖြစ်၍ဥတာတော်တို့အားပြန်လည်မပြောခဲ့တော့လဲသူဖြစ်သူမောင်လူလကိုတော့စုံမစကားနှစ်သိမ့်စကားပြောခဲ့ရသည်မိမိတို့ဘဝကယူသားစူးစမ်းမှုကလွဲ၍ပြည့်စုံကြွယ်ဝမှုမရှိလေသည်မို့တိခံယုံမှတပါအခြားမရှိပါ မရွှေစင်းမိဘများကတမိနှင့်မောင်လူလာကိုသဘောမတူကြောင်းအတိလင်းကြေညာခဲ့သည်တို့ရာတွင်နောက်ထပ်မိသည့်အစီအစဉ်များအကောင့်ထဲပေါ်မလာသေးသဖြင့်ချစ်သူနှုတ်ဖို့တမျိုးတော့စိတ်ချမ်းသာရသည်သို့တော့လုံးဝတော့စိတ်မအေးနိုင်ကြပေတနေ့ဘာဖြစ်မလဲဆိုသောစိုးရင်စိတ်တို့ကကြီးစိုးလာပြန်သည်စိုးရင်စိတ်များကြကပင်ဥတာတို့လည်းတော့ရှိရာထမ်းမင်ကြီးအောက်တွင်ချစ်သူနှုတ်ချင်းတွေ့ကြမည်ဖြစ်သည် ချစ်ခင်တန်ရောစင်ကြောင့်နှစ်ဦးသားတွေ့နေကြတော့လဲဖြူစင်သောအချစ်များဖြင့်သာချစ်နေကြခြင်းဖြစ်သည်အချစ်နေကြမှုလုံးဝမဖြစ်ခဲ့သလိုနှစ်ဦးစလုံးလဲစူးစားစောင့်ထိန်နိုင်ကြသည်သူတို့နှစ်ဦးတွေ့ဆုံဖြစ်သောအချိန်သည်အများအားဖြင့်လပညာစောစောပိုင်းအချိန်များဖြစ်သည်တနေ့ထိုနေ့မှာမောင်လူလအသေးကြေမွခဲ့ရသောနေ့ဖြစ်သည် ထိုးနေတွင်မတ်ရွှေစင်းမိဘများကတမိကိုတဖက်ရွာမှသူတို့လိုလဲပိုင်းရပိုင်းချလာသည့်တထေးသားတို့နှင့်စိတ်ဆက်တော်မူဟုတည်ခဲ့ရသည်မတ်ရွှေစင်းကလက်မခံဘဲညှင်းပယ်နေစေဟုသိရသဖြင့်စိတ်အားတက်မိသေးတော်လဲသူတို့နှစ်ဦးစုံနိုင်ခွင့်ကတော့တိတ်မလွဲလာပါနေ့ရက်ခန့်အကြာကျွန်းကရုတ်တရွာထဲနေမတ်ခင်တို့ယူဆောင်လာသောမတ်ရွှေစင်း၏စာကိုမောင်နူလာလက်ခံရရှိသည် ်အဖေနဲ့အမေကတဖက်ရွာကတထေးသားနဲ့ပေးစားရန်စီစဉ်နေကြောင်းနှစ်ဦးသားခိုးပြေးကြရန်လာပြင်းနေည12နာရီတွင်တွေ့နေကြထမ်းဝင်အောက်တွင်စောင့်နေစီလိုကြောင်းရေးထားသည်စာရပြီးပြီးချင်းမောင်လူလအကြံအိုက်နေသည်ခြေသူကတကယ်လားခိုးပါဆိုတာတော့ဖြစ်ပါဖြစ်ပါမလားဟုပူပန်နေမိသည်နောက်ဆုံးတော့လဲမိန်းကလေးကလိုက်ခဲ့ပါမည်ရွှေနွေရိုးရယ်ဆိုလာမှတော့လူဆိုးတွေနဲ့တိုင်ပင်စရာမလိုတော့ပါတတိရှိရှိရင်ဆိုင်လိုက်တော့မည်ဟုမောင်နူလာအာတင်းဆုံးဖြတ်လိုက်သည် ို့သောလက်ပြင်းညကသကောင်ကျော်နှစ်ချက်တီးချိန်ထိမောင်နူလာတယောက်ထမ်းမင်အောင်မှစောင့်နေတော့လဲချစ်သူကပေါ်မလာခဲ့ပါနနေ့ရောက်မှအကြောင်းစုံသိရသည်ကညကမတ်ရွှေစင်းအထုပ်နဲ့တူခိုးထွက်မိဘများကတိသွားခဲ့သည်ဆိုခြင်းပင်ထိုနေ့မှစ၍ဥတရုံတို့လင်များကတမိကိုနေရောညပါအလစ်မပေးတော့သဖြင့်မတ်ရွှေစင်းဖို့မလှုပ်သာမလွန့်သာအခြေအနေဖြစ်နေခဲ့သည်နေ့တိုင်းအိပ်ရာထဲမှာမျက်ရည်နှင့်မျက်ခွက်ဖြစ်နေသောမတ်ရွှေစင်းကိုမိဘများကမတက်နာသလိုနှစ်သိမ့်မှုလည်းမပေးခဲ့ပါ မောင်လူလခမယာမှာလဲချစ်သူနဲ့ကိုကိုရသည်ရင်တွင်ဝေဒနာကိုခံစားရဲအပူရုပ်ကိုဟန်လုတ်ကရရွေးရရွေးကိစ္စများကိုသာဖိလုံနေခဲ့သည်ကျမငယ်သောနေ့နနက်ပိုင်းတွင်မောင်လူလသည်ရွာထဲမှအိမ်ထိန်၌အိမ်ခေါင်မိုးကူမိုးပေးနေခဲ့သည်အိမ်ခေါင်မိုးကူညီမိုးသူအခြားလူငယ်များမှအချင်းချင်းနှောက်ပြောင်ကြည်စဲရင်မောနေကြတော့လဲမောင်လူလကတော့မိသူကိုများစကားမဆိုဘဲအလုတ်သာဖိလုံနေသည်ထိုစဉ်ရွာထဲသို့သတင်းဆိုးတစ်ခုပြန့်နှံ့လာခဲ့သည် မရွှေစင်သည်ပိုးသက်ဆေးများတောက်ချလိုက်သဖြင့်ယခုမြို့နယ်စေုံတို့အများဆုံးတင်ဆောင်သွားပြီဟုသောသတင်းဤသတင်းကိုကြားသည့်နှင့်စောစောကစကားမပြောဘဲညင်နေသောမောင်လူလာသည်အိမ်ခေါမိုးပေါ်မှခုံစင်ကအိမ်တို့ပြန်ရင်းခဏချင်းပျောက်သွား၏ တော်လာလှုပ်ရှားပုံထူးခြားနေသောမောင်လူလာကိုမြင်သည့်အိန်းကြီးများကဂရုထားကြည့်မိရာအိန်းထဲမှပိုးသက်စေးပလင်းတလုံးကိုယူသားသဖြင့်သူ့ထံမှအတင်းဝိုင်းလူယူကြ၏မိမိလှုပ်ချင်သလိုလှုပ်ခွင့်မသာသောမောင်လူလာသည်နောက်ထပ်ပိုးသက်စေးပလင်းတလုံးကိုယူလာပြီးအိန်းသားတွင်ဝင်ကအထက်မှတကားချက်ကိုထိုးထားလိုက်လေသည်ဘေးလူများကအိန်းသားတကားကိုရိုက်ဖွင့်တားဆီးကြတော့လေတကားပွင့်သွားချိန်မှာမောင်လူလာဆေးများတောက်ပြီးသွားချေပြီ မောင်လူလာကိုစေယုံတို့အမြန်ဆုံးတင်ပို့ကြစဉ်လမ်းတဝမှာပင်အသက်ဆုံးသွားရှာသည်ထိုစဉ်စေယုံရောက်ပြီးဆုံးသွားသောမရှူစဉ်အလောင်းကိုပြန်တယ်လာသည့်လှဲ့နှင့်လမ်းမှာဆုံမိကြသည်မောင်လူလာကစေယုံမှပြန်လာသည့်မရှူစဉ်ကိုလမ်းမှာစီကြိုနေသည့်နှင့်ပင်တူနေတော့သည်နှစ်ဦးနှစ်ဖက်စလုံးဆွေမျိုးအတိုင်းဝမ်းများမှာမျက်ရည်မိုးဖြန့်ဖြန့်ဆွေးခဲ့ကြရ၏အဖြစ်ပြက်တို့ကမြန်ဆန်လို့၍အံ့ဩတုန်လှုပ်ခြင်းနဲ့တူယူကျုံးမရဖြစ်ကြရသည်ယခုတော့ဘာမှမတတ်နိုင်ကြတော့ ။နောက်မှရရသောမိဘများ၏နောင်တမှလည်းနှောင်းခဲ့ချေပြီ။မတ်ရွှေစင်းနှင့်မောင်လူလာတို့၏ဖြစ်ကိုကြားရသူတိုင်းဝမ်းနည်းစိတ်မကောင်းဖြစ်ကြရသည်။သူတို့နှစ်ဦးကတော့တမလွန်ဘဝမှာပေါင်းကြလေမည်လားမသိ။ထိုနှစ်မှစ၍မိုးရသည်တွင်ဥတာတို့တို့ထမ်းပင်လေတော့စီနာ၏နက်နက်ဝီလီဝီလင်းအချိန်တယောက်တည်းကောက်ဆိုင်နေသောအမျိုးသမီးတို့ကိုအခြားကောက်ဆိုင်သမားတို့မှခလန်းလန်းမှတွေ့ကြရသည်။သူရတွင်၎င်းလေတော့နာတို့ရောက်သောအခါထိုမျိုးသမီးကိုမတွေ့ရတော့ချေ။ ကောက်ဆက်နေသူအမျိုးသမီးပုံစံမှာနောက်ခိုင်းအနေထားနဲ့ဝစ်စားစင်ရင်ပုံမှာမတ်ရွှေစင်တည်ဆုံးစင်ကဝစ်စားထားသောဝစ်စားများဖြစ်ကြောင်းမျက်မြင်တွေ့သူများကပြောကြပါသည်နောက်တစ်ခုထူးခြားသည်မှာလပညာရောက်တိုင်းဦးတာတွန်းတို့လေတော်ထမ်းမယ်စီမှာအမျိုးသားနဲ့အမျိုးသမီးခတ်တိုးတိုးစကားသံများကိုကြားရတတ်သည်ယောက်ျားနဲ့မိန်းမတရံအိတ်များတွေ့ရပြီးညပိုင်းရောက်ဝပျောက်သွားတတ်သည်ဟုဆိုကြသည် လူဘဝတွင်မပေါင်းစုံခဲ့ရသောချစ်သူနှုတ်ဦးသည်ဝိညာဉ်ဘဝများဖြင့်ချစ်ခင်ပေါင်းသင်ချစ်တင်နှောနေကြခြင်းဟုတ်မဟုတ်ဆိုတာကတော့ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းချမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်စုံတွေ့ပါရစေရှင်။